တခါတော့ငါတောအုပ်တစ်ခုထဲမှာရေတိကြီးတစ်ပါးတရားကျင့်နေပါတယ်အဲ့တော့အဲ့ဒီတရားကျင့်နေတဲ့စီကိုကျွက်ကလေးတစ်ကောင်ရောက်လာပါတယ်အဲ့တော့အဲ့ဒီရေတိကြီးကလည်းကျွက်ကလေးကိုတနာတဲ့အတော့အစာလေးတွေကျွေးထားတယ်ဒီတော့ဒီကျွက်ကလေးကလည်းဒီရေတိရှိနေတူတူနေနေတယ်အဲ့တော့သူတို့ပြောနေကြတယ်တရက်တော့အဲ့ဒီကျွက်ကလေးကအသက်လူပြီးတော့မှဒီရေတိကြီးစီပြေးလာပါတယ်ပြေးလာပြီးတော့မှရေတိကြီးရဲ့နောက်သင်္ကန်းနောက်ကိုဝင်ပြီးတော့မှ ုံးလိုက်ပါတယ်။အဲ့တော့ပုံးလိုက်တော့ရသေးကြီးကစိတ်ပူသွားတယ်။ဒီကြွက်ကလေးပါဖြစ်နေတာလေ။ဆိုပြီးတော့မှစိတ်ပူသွားတယ်။အဲ့တော့ကြွက်ကလေးကိုကြီးလိုက်တဲ့အခါမှာလည်းကြွက်ကလေးကတအားကိုတုံလို့ချောက်ချားပြီးတော့မှကြောက်ရွံ့နေတယ်။ကြီးလိုက်တော့ကြောင်တကောင်ကအဲ့ဒီကြွက်ရဲ့နောက်ကိုလိုက်လာတာဖြစ်နေတယ်။အဲ့တော့ဒီကြွက်ကလေးကိုတနာသွားတဲ့အတွက်အဲ့ဒီရသေးကြီးကနေပြီးတော့မှသူကမန်တန်နေရွတ်ပြီးတော့မှအဲ့ဒီကြွက်ကလေးကိုကြောင်တကောင်ဖြစ်အောင်ကြောင်းလဲပေးလိုက်တယ်။ အဲ့တော့ကြွက်ကလေးပျော်သွားတယ်သူဘဲကြောင်ကိုမှကြောက်စရာမလိုတော့ဘူးအဲ့တော့သူဒီတော်ထဲမှာသူပြီးရှောက်ပြီးတော့မှသွားတယ်ပျော်နေတယ်တရက်တော့အဲ့ဒီကြောင်ကခါတိုင်းလိုပဲကြောင်လန့်ပြီးတော့မှရေသေးကြီးစီကိုပြေးလာတယ်နော်ပြေးလာတော့ရေသေးကြီးကဘာဖြစ်တာလဲကြည့်လိုက်တော့အဲ့ဒီကြောင်ရဲ့နောက်မှာခွေးတစ်ကောင်လိုက်လာတာကိုသူတွေ့လိုက်ရတယ်ဒီချိန်မှာပဲအဲ့ဒီကြောင်လေးကိုတနာတဲ့အတွက်ရေသေးကြီးကအဲ့ဒီကြောင်လေးကိုခွေးတစ်ကောင်ဖြင့်ထပ်ပြီးတော့ပြောင်းလဲပြေးလိုက်တယ် တော့ခွေးဖြစ်သွားတယ်သူပျော်သွားတယ်ဘယ်ခွေးကိုမှသူထက်ပြီးတော့ကြောက်ရှာမလို့တော့ဒါပေမဲ့နောက်နေ့ရောက်တဲ့ခါမှလည်းဘာဖြစ်လာလဲဆိုတော့အဲ့ဒီခွေးကကြောက်အားလန့်အားနဲ့ပြေးလာတယ်ပြေးလာတော့ဘာဖြစ်လာလဲဆိုတော့ကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီခွေးရဲ့နောက်မှာကြားတဲ့ကောင်ကလိုက်လာတာကိုတွေ့လိုက်တယ်တွေ့လိုက်တော့အဲ့ဒီခွေးကိုတနာသွားတဲ့သူကအဲ့ဒီခွေးကိုထက်ပြီးတော့မှကြားအဖြစ်နဲ့ပြောင်းလဲပေးလိုက်တယ်နော်ပြောင်းလဲပေးလိုက်တယ်ဒီချိန်မှာတော့သူဟာကြားတဲ့ကောင်ဖြစ်သွားပြီဒီတော့ရဲ့ဘယင်ကြီးဖြစ်သွားပြီဘာကိုမှကြောက်စရာမလိုတော့ဘူး တောတစ်ခုလုံးကိုရှောက်သွားလို့ရပြီပျော်သွားပြီဒါပေမဲ့အဲ့ဒီကြားကလည်းဒီအချိန်မှာထပ်ပြီးတော့မှကြောက်အားလန့်အားနဲ့ပြေးလာတယ်ဘာကြောင့်ပြေးလာတာလဲဆိုတော့အဲ့ဒီတောရဲကိုလူတွေကလာပြီးတော့မှဒီတနက်တွေနဲ့ကြားကိုလာပြီးတော့မှအမဲလိုက်တဲ့အတွက်ဖြစ်ပါတယ်ဒီတော့ရေသေးကြီးကအဲ့ဒီကြားကိုထပ်ပြီးတော့မှလူအဖြစ်နဲ့ပြောင်းလဲပြလိုက်ပါတယ်အဲ့တော့ကျွတ်ဘဝကနေစခဲ့တယ်ကျွတ်ကလေးကနေပြီးတော့မှအခုဆိုလို့ရှိရင်လူသားတစ်ယောက်ရဲ့ဘဝကိုရပါပြီ အဲ့တော့သူဟာပျော်ရွှင်နေစိတ်ချမ်းသာတယ်။တော့သူလူတယောက်ဖြစ်လာခဲ့ပြီ။အဲ့တော့သူအိမ်အောင်နေကြမယ်၊လုပ်ငန်းတွေလုပ်မယ်၊ပျော်ရွှင်တဲ့ဘဝတစ်ခုကိုသူရပြီ။တော့သူအရန်ပျော်တယ်။သူ့ကိုယ်သူလည်းမမာနာတွေတက်တယ်။ငါလူတယောက်ဖြစ်သွားပြီ။ငါဟာလူတယောက်ပဲ။ဒါပေမဲ့သူပြန်စဉ်းစားကြည့်တော့သူကကျွတ်ဘဝကလာတာ။နော်၊သူကလူအစ်စ်မဟုတ်ဘူး။အဲ့တော့အဲ့ဒါကိုလည်းရသေးကြီးသိတယ်။အကယ်၍မြန်ရသေးကြီးကတည့်ရက်ရက်မှာသူဟာကျွတ်တဲ့ကောင်ဖြစ်တယ်ဆိုတာကို လူတွေကိုမြန်လိုက်ပြောလိုက်မယ်ဆိုလို့ရှိရင် तू အဆက်ကွဲပြီ तू ဒုက္ခရောက်ပြီဆိုတာ तू သိလိုက်တယ်။သိတော့ तू ဘာလို့ရင်ကောင်းမလဲစဉ်းစားတယ်။နောက်ဆုံးတော့ဖြည့်တစ်ခုရသွားတယ်။အဲ့ဒီဖြည့်တစ်ခုကဘာလဲဆိုတော့အဲ့ဒီရတိကြီးကိုပြန်ပြီးတော့မှကိစ္စတုံးပြဖို့ပဲ။အဲ့ရတိကြီးကိုကိစ္စတုံးလိုက်ရင်ရပြီ။တော့ तू ဟာဓာတ်ချောင်းကိုယူပြီးတော့မှတော်တယ်ဝင်သွားတယ်ရသေးကြီးကိုသွားပြီးတော့မှသွားပြီးတော့ကိစ္စတုံးတယ်တုံးဖို့စူးစမ်းတယ် အဲ့တော့ရတေကြီးကဒီလူဖြစ်နေတဲ့ပုံစံကိုလည်းမြင်သွားတဲ့အခါမှာဘာဖြစ်လဲဆိုတော့ချက်ချင်းပဲသူ့ရဲ့ mantra တွေရုပ်ပြီးတော့မှအဲ့ဒီလူကိုကြွက်ဖြစ်နေချက်ချင်းပြောင်းလဲပြလိုက်တယ်။အဲ့ဒီမှာပဲသူကြွက်ပေါ်ရနေပဲတသက်လုံးနေထိုင်သွားရပါတော့တယ်။ဒါကကျွန်တော်တို့ပုံမြင်လေးတစ်ခုပါ။အဲ့တော့ဒီကြောင်းအရေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေကိုကျွန်တော်ပြောချင်တာလေးရှိတယ်။ ဲ့တော့နံပါတ်1ကတော့ကျွန်တော်တို့ဘာလဲဆိုတော့ယေရှုမကန်ဘူးပဲเนาะကိုယ့်ကိုကြွက်ဘွားအနေပြီးလူဖြစ်လာအောင်လုပ်ပြီးခဲ့တဲ့ယသိကြီးကိုပြန်ပြီးတော့မှကိစ္စတုံးမှုတတ်ဖို့ကြိုးစားတယ်ဆိုတာကဒါကျွန်တော်တို့ယေရှုကန်တာပါယေရှုကန်ခြင်းတွေဘွားမှာအောင်မြင်ဖို့အတွက်เนาะဘလို့မှမဖြစ်နိုင်ပါဘူးအဲ့တော့နံပါတ်2ကတော့ကျွန်တော်တို့မာမာနာတွေမတက်ကြဖို့လိုတယ်เนาะအဲ့တော့မောင်းမာနေဖို့မာမာနာတွေမတက်ဖို့လိုတယ်နံပါတ်3ကတော့ကိုယ့်ရဲ့ဇင်းမြင့်ကိုယ့်ရဲ့ဘွားကိုနားလဲဖို့လိုတယ်ကိုယ့်ရဲ့ဘွားကလာတယ် ။နောက်ကိုဟာဘယ်ဘောကနေလာပြီးတော့မှဒီလိုဖြစ်လာတယ်လဲဆိုတာကိုကျွန်တော်တို့နားလည်အောင်လုပ်ဖို့လိုတယ်။သိဖို့လိုတယ်။အဲ့တော့အရေးကြီးဆုံးတစ်ချက်ကတော့ကျွန်တော်ဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဘဝတွေမှာအရေးကြီးတာဒီကျွန်တော်တို့ရဲ့အတွင်းနော်အတွင်းသဘောထားတွေစိတ်နေသဘောထားတွေဒါတွေကကျွန်တော်တို့သိကိုအရေးကြီးပါတယ်။နော်အဲ့တော့ကျွန်တော်တို့မှာဘလို့အကောင်းစားအဝတ်အစားတွေပဲဝတ်ထားထားနော်အဲ့တော့ကျွန်တော်တို့ကဘလို့ဒီကြောက်မြင့်ရဲ့နာတွေပဲစင်ထားထား ဘယ်နေရာတွေပဲရောက်နေရောက်နေကျွန်တော်တို့ရဲ့အတွင်းစိတ်သဘောထားဒီသိက္ခာအရေးကြီးပါတယ်เนาะကျွန်တော်တို့ရဲ့အတွင်းစိတ်သဘောထားကခိုင်မာနေဖို့လိုတယ်เนาะအမြဲတမ်းတိုးတက်နေဖို့လိုတယ်အဲ့တော့ခုနကကြွက်ကလေးဆိုလို့ရှိရင်သူဒီဟလာလူဖြစ်လာတယ်ဒါပေမဲ့သူ့ရဲ့အတွင်းစိတ်သဘောထားဒီကြွက်ပဲရှိနေတယ်အဲ့တော့ကျွန်တော်တို့ဘဝမှာအရေးကြီးတာဒီအတွင်းစိတ်သဘောထားခိုင်မာနေဖို့တည်ကြည်နေဖို့ကောင်းနေဖို့เนาะသဘောထားတွေကောင်းနေဖို့ကျွန်တော်တို့လိုပါတယ် အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လည်းဘာလို့တလဲကျွန်တော်ရဲ့အပြင်ပိုင်းဆိုင်ရာလည်းကျွန်တော်တို့ပြုပြင်နေဒါပေမဲ့အတွင်းစိတ်နေသဘောထားကိုလည်းကျွန်တော်အမြဲတမ်းပြုပြင်နေပါတယ်စိတ်ထားခိုင်မာဖို့တော့အခက်ခဲတွေကိုကြော်လွားတဲ့နိုင်တဲ့စိတ်ခွန်အားတွေရှိဖို့နောက်ပြီးတော့မှဟလာတည်ငြိမ်တဲ့လူဖြစ်ဖို့စိတ်သဘောထားကောင်းတဲ့သူဖြစ်ဖို့ကျွန်တော်လည်းအမြဲတမ်း စ조사နေတယ်အဲ့တော့ကျွန်တော်တို့ကအတွင်းသဘောထားခိုင်မာတဲ့ကောင်းတဲ့သူတယောက်ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကအဆင့်၃ဆင့်ကိုဖြတ်ကျော်ရပါတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီလေခုနကအတွင်းစိတ်သဘောထားကောင်းတဲ့သူတွေဖြစ်ဖို့ဆိုလို့ရှိရင်တော့အဲ့ဒီအချက်၃ချက်ကိုမဖြစ်မနေလိုက်နာပါလိမ့်အဲ့တော့နံပါတ်၁ချက်ဒီပါလို့ဖို့လို့လဲဆိုတော့ကိုယ့်ရဲ့စိတ်နေသဘောထားကိုကိုတိအောင်ပြန်ပြီးတော့မှကြည့်ဖို့လိုတယ်နော်ငါကမနာလို့ဝန်တုံမှုကြီးတဲ့သူလား ငါကတော့ကြောက်တဲ့စိတ်များတဲ့သူလားစိတ်တမခိုင်မာတဲ့သူလားမတည်ငြိမ်တဲ့သူလားဒေါသတွေအများအားဖြစ်နေတဲ့သူလားဒါကိုကျွန်တော်တို့ကအရင်ဆုံးအနေနဲ့သိအောင်လုပ်ဖို့လိုတယ်သိအောင်လုပ်ပါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအစ်စ်နှစ်ကနံပါတ်နှစ်ကဘာလို့ဖို့လိုတယ်လဲဆိုတော့ကိုကဘလို့လူမျိုးဖြစ်ချင်တာလဲဘလို့အတွင်းစိတ်သဘောထားရှိတဲ့သူဖြစ်ချင်တာလဲဒါကိုကျွန်တော်တို့သိအောင်လုပ်ဖို့လိုတယ် နော်အဲ့တော့ကျွန်တော်တို့ကအချိန်တစ်ခုယူပြီးတော့မပါလို့ဖို့လို့လဲဆိုတော့အဲ့ဒီကိုဖြစ်ချင်တဲ့သူတယောက်ဖြစ်ဖို့ပြောကျွန်တော်တို့ကအချိန်တစ်ခုယူပြီးတော့မှစူးစားအားထုတ်နေဖို့လိုတယ်ဒါအစ်စ်နေနော်အစ်စ်တော့တော့ပါလို့ဖို့လို့လဲဆိုတော့ကျွန်တော်တို့ကခုနကကိုစူးစားလာတာစူးစားနေတာတွေကိုဆက်ပြီးတော့မှစူးစားနေဖို့လိုတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းအရင်တော့ကတော့ကြောက်တတ်တယ်အားငယ်တတ်တယ်မနာလိုတဲ့စိတ်ရှိတယ်နော်အမြဲတမ်းစိတ်ညစ်နေတယ်စိတ်တက်ကြနေတယ်ဒါကျွန်တော်ရဲ့အတွင်းသဘောတာ အခုတော့ကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ဒီ positive psychology တွေလေ့လာတယ်ပညာရက်တွေကိုလေ့လာပြီးဘာလုပ်လဲဆိုတော့ကျွန်တော်ရဲ့အတွင်းသဘောတွေကိုဖြည်း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 ချင်းပြောင်းလဲလိုက်တာအခုဆိုရှင်တော့နှစ်20လောက်ရှိလာတဲ့ခါမှာတော်တော်အဆင်ပြေတဲ့အနေအထားကိုရောက်လာတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီလေကိုယ့်ရဲ့အတွင်းစိတ်ဝင်သဘောထားကိုပြောင်းလဲပါခုနကအဆင့်30နဲ့သာပြောင်းလဲမယ်ဆိုလို့ရှင်တော့ကိုယ့်ရဲ့ဘဝမှာအောင်မြင်တဲ့သူတွေစိတ်ထားခိုင်မာတဲ့သူတွေစိတ်ချမ်းမြေ့တဲ့သူတွေကြော်ရွှင်တဲ့သူတွေဖြစ်ပါလိမ့်မယ် ဒီကြောင်းအရေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့တော်တော်လူငယ်မျိုးစုတွေကအကျိုးစုံတွေရရလိမ့်မယ်လို့ကျွန်တော်ပြောနေပါတယ်။ကို့အထွက်ဘာရလဲဆိုတော့ comment မှာဆက်လို့ရေးလို့ရရေးပြပါအောင်။ဒီဗီဒီယိုစုံထောင်ကြည့်ပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကုညာလေးအောင်ပါ။ဝင်ငါရှိတော်နေလို့ဖြစ်ပါစေ။